ကိုပိုင် audio book channel ကို အပင်းနာဆင်နေကြတဲ့ပရိသတ်များအားလုံးမင်္ဂလာပါရှင်ဒီကနေ့မှာတော့ဆရာတာတီတာထားတဲ့တာတီကို36တေဆိုတဲ့ဇလံကောင်းလေးကိုဖတ်ပြတင်ဆက်ပေးချင်ပါတယ်ရှင်ပရိသတ်များရှင်ကျမတို့ channel ကနီးကမ်ဘီယာစံကျယ်ဇလံတွေနဲ့ပရာလောကစံကျယ်ဇလံတွေကိုအမြင့်မပြတ်တင်ဆက်ပေးနေတာမလို့လိုက်ရ subscribe လေးနှိပ်ထားပေးဖို့တောင်းဆိုချင်ပါတယ်ရှင်ဒီတော့ကကျောက်ကအသက်17နှစ်ပြအတန်းက6တန်းမြို့ချောင်းမှာကြောင်းတက်နေတာ ကျုပ်ဘကြီးအိမ်မှာနေတာလေဗျာအရင်ဝတ်ထုတွေမှာကျုပ်ဘကြီးအကြောင်းနေရေးဘူးပါရင်ကျုပ်ဘကြီးကထညချောင်းတိတ်ဆိုင်တာဗျထညချောင်းတောင်မှမြောက်ပိုင်းကတီရာလမ်းမှနေတော်မြကြီးထညချောင်းကိုမှကြိုက်တာဗျတစ်ခါတစ်ခါဝေးထညချောင်း90ဝေးရတာဗျကျုပ်ဝယ်လာတဲ့ထညချောင်းတွေကိုဖမ်းပလင်းကြီးတွေထည့်ပြီးတိတ်ထားတာဗျပြီးတော့မှနည်းနည်းချင်းယူစားတာဗျဒီညလေး ကျုပ်ကမြို့မြောက်ပိုင်းမှာတညက်ချောင်းအဝဲလွတ်တယ်ဗျ။ကြော်ဒီမင်းဆရာအိမ်မှာတင်စာတွက်ပြီးဒေါမရဲ့အိမ်ကိုသွားအောင်ကွာ။ဘာကြီးကိုတညက်ချောင်းလေးဝဲပေးတော့။ကျုပ်ကဘာကြီးရဲ့တညက်ချောင်းပလင်ကိုလှမ်းကြည့်လိုက်တယ်။ဟုတ်သားဗျ။ဘာကြီးမှတညက်ချောင်းကုန်နေတာပဲ။သူများတညက်ချောင်းတွေကဆယ်ပြားပဲပေးရတာ။ဒေါမရဲ့တညက်ချောင်းက15ပြားတောင်ပေးရတယ်ဗျ။ကောင်းလေကောင်းတာကိုပေးရမှာပေါ့ဗျာ။ဟုတ်ကဲ့ပါကြီး။ ကျုပ်ပြန်ဝဲခဲ့မင်းဘာကြီးကကျုပ်ကိုထညချောင်းဖို့ပတ်စံခွနှစ်ချက်ခွဲပေးတယ်ကျုပ်ကဆရာအိမ်မှာညဘက်သွားပြီးတော့တင်ချာတွက်နေတာဗျကျုပ်တို့တင်ချာဆရာဥမောင်တုတ်ဆိုတာအသက်40ကျော်ပဲရှိသေးတာလွတ်ကိုစီကန်းကြည့်တယ်ဆရာဘယ်เจ้าသားကိုမှမျက်နှာမပေးဘူးဒါပေမဲ့စေတနာကလည်းကောင်းကျက်ဗျာတင်ချာညံ့နေကောင်းလေတင်ချာတော်ခြင်းနဲ့ကောင်းလေငါအိမ်ကိုည9နာရီအရောက်လာပြီးတော့ တင်ချာတွက်ကြရမယ်ကြားလားဥမောင်တော့ကလူပြိုကြီးပြတယောက်ထဲနေတာသူဟာသူထမင်းဟင်းချက်စားတာတင်ချာတင်တာတော့လွတ်တော်ပါဗျကျုပ်တို့ရိအကုန်လုံးကသူ့ဆိုရင်ချက်ကြောက်ရိုသေးပဲတင်ချာတွင်ရင်တွင်ရင်နဲ့ညာ9နိုင်ကြောသွားရောပြို့ကျုပ်တို့လေကိုအင်ကိုပြန်လာခဲ့တာပေါ့ကျုပ်ကတော့မပြန်နိုင်သေးဘူးဗျမြောက်ပိုင်းကတီရာလန်းကိုတယောက်ထဲချီတက်ရတာဗျကျုပ်တို့ဆရာဥမောင်တုတ်အင်ကထွက်လာကြတဲ့ရ နှင်းတွေကစကြနေပြီဗျ။တီတာလမ်းပေါ်ကဒေါ်မြအိမ်ကိုရောက်တော့လမ်းပေါ်မှာနှင်းတွေပိတ်လို့ပြော။ဒေါ်မြတို့အိမ်မဝဟုတောင်းကြောက်မှမနှင်းရှာရရတယ်။ဟဲ့တာတီနေပါကြီးစားဖို့ထញ្ញချောင်းလာဝဲတာလား။ဟုတ်တယ်ဒေါ်မြရဲ့။တာတီရဲ့ထញ្ញချောင်းဝဲတာများစိုးစိုးလာရောပေါ့။ပြီးတော့လည်းတယောက်ထင်။ဟုတ်တယ်ဒေါ်မြရဲ့။ကျောက်ကဒေါ်မြကိုရှေ့ပြရင်ပြန်ပြောလိုက်တယ်။ ရပါတယ်အရင်မြိုင်ကြောက်ကမကြောက်တတ်ပါဘူးမကြောက်တတ်တော့ကောင်းပါရဲ့ဟဲ့နေအောင်ဟိုတနေ့ညဒီတဝိုင်းချော်မှနေတဲ့ပြူးကျဲမှမြောက်ဖက်ကန်ညီသားမှတဆင်းနဲ့တွေ့လာလို့ရဲ့နေပြရင်အဲ့ဒီဘက်ကမပြန်နဲ့ကြာလာတတ်ဒီဟုတ်ကဲ့အရင်ဒီမှာဘာကြီးပေးလိုက်တာခုနှစ်ချက်ခွဲရော့ကျောက်ကထညချောင်းပိုးခုနှစ်ချက်ခွဲကိုပေးလိုက်တယ်ခဏနေတော့မအေးတဲလေးမှာအတိုင်းနဲ့တိုင်းပြီးတော့ထညချောင်းတွေကိုလိုက်ဖြတ်တယ် ဒါပေမဲ့ပူသေးတော့ကျုပ်မှာစောင့်နေရတာဗျလုံလုံအေးသွားတော့မှကျုပ်ကိုထညချောင်းနေထုတ်ပြီးသတင်းစာစစ်ကိုင်းနဲ့ပတ်တာပေါ့ဗျာတက်တယ်နင်းပါရီကပြောလိုက် ပူပေးလိုက်တယ်လို့ဟုတ်ကဲ့အကြီးမြကျုပ်ပြောလိုက်ပါမယ်ကဲသွားပြီပြောဟုတ်အေးအေးအေးသွားဟဲ့တက်တယ်အကြီးမြတရားရောက်ကိုပို့ခိုင်းလိုက်ရမလားဟာမပို့ရပါဘူးဗျာရပါလေကျုပ်ကပြန်ဝင်ပါလေအေးအေးအေးဒါဆိုလဲပြန်ဩ ဟိုမြောက်ဘက်ကန်ရမပြန်နဲ့နော်တာဒီမပြန်မို့မပြန်အောင်အေးမြစိတ်ချကျောမြကြီးကကျုပ်ကိုလှက်ခင်တာဗျဘာကြီးအတွက်ထညချောင်းဝယ်နေကြဆိုတော့ကျုပ်ကိုတိနေတာကြပြီနေခင်ပဲဆိုရင်တော့ဈေးထဲမှာရောင်းတာကျုပ်ပဲတသားဝယ်ရတယ်ကျုပ်ဘာကြီးထညချောင်းကြိုက်ချက်ကတော့ကင်းကုန်နေဗျာတချို့တွေကဆိုရင်ဘလို့တော့ပြောနေချင်းလဲတာဒီရမင်းမာလီကျောမြကြီးထညချောင်းတသားဝယ်နေရတာပြင်းမင်းမာလေကွာ မင်းမကြီးကလည်းလူပြိုကြီးတောမြကြီးကလည်းအပြိုကြီးပဲကွတူတွေတူမရည်နဲ့နေတာလीမင်းဖာကြီးကိုတောမြကြီးနဲ့ပေးစားလိုက်ပါလားကွဒီတော့မှထက်ညက်ချောင်းနဲ့ကြိုက်တဲ့လောက်နှိုက်စားပြီရောကွာမင်းလည်းထက်ညက်ချောင်းဝယ်ရတဲ့ဒုက္ခငိမ့်ရောဗောကွကျုပ်တို့လန်နေကကိုတင်သိန်းတို့ကိုခင်သိန်းတို့ကပြောရတာဗျဒီလူတွေကလှက်ကောနောက်တဲ့လူကြီးပြုတ်တောမြကြီးအိမ်ကထွက်လာတဲ့ချိန်လမ်းပေါ်မှာနှင်းနေပိတ်နေပြီပြု ဝီဝီကိုတော့မမြင်ရတော့ဘူး။ကျောင်းမကြီးကမြောက်ဖက်ကံကမပြန်နဲ့လို့ပြောမှကျုပ်ကမြောက်ဖက်ကံကိုချေဦးလှည့်ပြီးတာဗျ။တော်တီးဆိုရိကျုပ်ကဒါမျိုးတွေကြားလိုက်ရင်ဆက်စုခြင်းတဲ့စိတ်ကထိတ်လို့ရတာမဟုတ်ဘူးပြို့။ဒီလိုပြို့ကျုပ်တို့မျိုးမှာတပ်ရည်ကံနှစ်ကံရှိတကံကမျိုးရှိပဲမှာဗျ။အဲ့ဒီကံကြီးကိုအရှိကံလို့ခေါ်တယ်။နောက်တကံကမျိုးရဲ့မြောက်ဖက်မှာဗျ။ဒါကြောင့်ဒီကံကိုမြောက်ကံလို့ခေါ်ကြတယ်။ ဒီကန်ကြီးနှစ်ကန်မှာနာမည်ဆိုင်ပုတ်တွေတော့ရှိတာဗျအရှိကန်ကိုကန်တော်ကြီးလို့ခေါ်ပြီးမြောက်ကန်ကိုနန္ဒကန်လို့ခေါ်တယ်ဒါပေမဲ့မြို့ကလူတွေကအဲ့ဒီနာမည်တွေဘယ်သူမှမခေါ်ကြပါဘူးဗျာအရှိဘက်ကန်နဲ့မြောက်ကန်လို့ပဲခေါ်ကြတယ်ကျုံမြောက်ကန်ဘက်ကပြန်လာတာဗျတခြားလည်းတော့ရှိတယ်ဗျတီတာလန်းကထွက်ပြီးအနောက်ဘက်ကိုချိုးရမယ်ပြီးရင်ဇေယဝတီကြောင်းလန်းလို့ခေါ်တဲ့လမ်းတိုင်းတောင်းတက်လိုက်ရင်ကျုပ်ပိုင်နေတဲ့ ရေပူတဲ့ရိုက်ွက်ကိုရောက်တယ်။ဒါပေမဲ့အဲ့ဒီလမ်းကလမ်းရှည်တာပေါ့ဗျာ။မြောက်ကံမောင်ဘက်ကနေရှောက်လာရင်အနည်းလေးဗျ။ကဲမောင်ဆုံးတာနဲ့စေးရုံနဲ့ရဲစခန်းဘက်ကိုရောက်မယ်။ရဲစခန်းကိုကြော်တော့နဲ့တောင်ကွေ့လိုက်ရင်ဒဇင်လမ်း၊ခွညိုလမ်း၊ခန္ဓမာလမ်း၊နှီးစီလမ်း၊ခက်တာလမ်းဆိုရိပန်းနံမဲရှိတဲ့လမ်းတွေကိုရောက်မယ်ဗျ။အဲ့ဒီလမ်းတွေကစိုက်တဲ့လမ်းကနေဖြတ်လျှောက်ဗာကြီးနေတဲ့တရရတောင်းကိုပောက်တာကြီးပဲဗျ။ကျုပ်ကဲမောင်ဘက်ကိုတက်ခဲ့တယ်။ နေပဲဆိုရင်တော့ဒီလမ်းပေါ်မှာစပိန်တွေပဲပြက်မရောညခုတော့အချိန်ကမရှိနင်းတွေပိတ်နေအောင်ကြတော့လူသွားလူလာမရှိတဲ့လောက်ကိုဖြစ်နေတာဗျို့ကျုပ်ကတော့လွယ်အီကလေးဆလွယ်အတိုင်းမီဗာကြီးရဲ့ချက်ညက်ချောင်းတို့ကိုပွေ့လိုက်တာပေါ့ဗျာကျုပ်ကံပေါင်အလဲလောက်ရောက်တော့ကံပေါင်မှာစိုက်ထားတဲ့ဂလုံးလက်သေးပဲအောင်မှာမိန်းကလေးတယောက်ဗျကံပေါင်ကိုခြေထောက်ချပြီးထိုင်နေတာစပင်ကိုနောက်တွဲစီးထားတယ် ချောတဝက်လောက်ထိစပင်ကကျနေတယ်။သူငိုနေတာဗျ။ရှိုက်တန်ထွက်နေတယ်။ကျုပ်ရက်ပြီးတော့နားထောင်နေတယ်။ဟုတ်ပါဗျာ။ငိုနေတာမှရှိုက်ကြီးတငင်ကိုငိုနေတာဗျ။ဒီလိုနေရာမျိုးဒီလိုအချိန်မှလာငိုနေတယ်ဆိုတော့တော်တော်ကိုအပူကြီးလို့ဖြစ်မှာပေါ့ဗျာ။ရီးစားနဲ့ကွဲလာတာလား။လက်မယားကွဲလာတာလား။တခုခုဝယ်နေမှာလို့ကျုပ်ကဆက်တွေးပြီးတော့ရှောက်လာတယ်။ဒါပေမဲ့တလက်နှလက်လောက်ရှောက်ပြီးတာနဲ့ ုံတောက်ငနေရက်သွားတယ်။ဒီလောက်ဆိုင်ကြီးတငင်ငိုးနေပုံထောက်ရင်ရေးရေခုံချပြီးတေးချောင်းကြံစီမှာစိုးရင်ရတယ်ဗျ။ကျုပ်ချက်ချက်နောက်ပြန်လှည့်လိုက်တယ်။ဘာဖြစ်လို့ရောဆိုတော့မနေ့ကဒီလိုချိန်မှာမိန်းကလေးတယောက်မြောက်ကန်နေကိုခုံချပြီးတက်တေသွားဖို့ရေဗျ။ရေးစားကိစ္စလိုလိုပြောကြတာပဲ။ဒီမှဒီမှမှကြောက်နေမရတော့တေးပါ။ကျုပ်ဘာကူညီရမလဲမှပြောပါ။ဒီလောက်ကြီးငုံနေပါနဲ့အမရဲ့။ ကျုပ်ကငိုနေတဲ့အမျိုးသမီးနဲ့လက်တကန်းကွာလောက်ထိကမ်းပြီးတော့ပြောလိုက်တာဗျအမျိုးသမီးကတော့ငိုရုံးပါပဲဗျာရှိုက်ကြီးတငယ်ငိုနေလိုက်တာဗျတကူလုံးတင့်တင့်တုံနေတော့တာပဲဗျာကြိတ်ပါမရဲ့အဲ့ဒီလောက်ထိလေဘဝကြီးကိုအရှုံးမပေးပါနဲ့ဗျာကျုပ်လည်းတက်တွေ့မတ်တွေ့စကလုံးနေနဲ့ပြောပြီးနှစ်သိမ့်လိုက်တာပေါ့ဗျာအမျိုးသမီးရဲ့ငိုတန်ကနည်းနည်းကျော့သွားပြီးကျုပ်လည်းနည်းနည်းအားတက်လာပြီးထပ်ပြောလိုက်သေးဗျာ မငိုပါနဲ့တော့မရေကျုပ်ကဘဝကိုရှုံးပေးတာမျိုးမကြိုက်ဘူးဗျမနေ့တုန်းကဒီလိုချိန်ပဲဟောရီမြောက်ကန်ကြီးတဲ့ကိုရုပ်ချောချောအမတယောက်ခုံချပြီးကိုကိုကိုအဆုံးစီရင်သွားခဲ့ဘူးလေဒါမျိုးမဖြစ်တင်ပါဘူးဗျာဒါကလောကကိုရှုံးပေးတယ်လို့ခေါ်တာဗျဟောလှဲ့လာပြီလှဲ့လာပြီကျုပ်ဘက်ကတဖြည်းဖြည်းလှဲ့လာပြီကျုပ်စိတ်ထဲကျဉ်းနေသွားတယ်ဗျငိုနေတဲ့အမ ကျုပ်ပြောတာကိုသဘောပေါက်သွားတယ်ပုံမဲရို့ဟောလက်နှစ်ဖက်နဲ့အုပ်ထားတဲ့မျက်နှာပေါ်ကလက်တွေကိုဖယ်လိုက်တယ်ဟာအောက်မလေးဗျကျုပ်អော်လိုက်တဲ့အတန်ကနင်းတွေကိုဖောက်ထွက်သွားရောပြို့မျက်နှာကဖြောင်ကြီးဗျမျက်စိရောနှာခေါင်ရောဗစက်ရောဘာမှကိုမရှိဘူးတစ်စီတစ်စီကျုပ်ဗစက်ကအုံမိអော်ရအော်ပြီးတော့လှည့်ပြေးခဲ့တာဗျို့ဟဲ့ကောင်းလေးရေထဲခုန်ချတာငါဟဲ့ငါ ဘဲဥလိုပြောင်းချောင်းနေတဲ့မျက်နှာနဲ့မိမကကျုပ်ကိုအော်ပြောလိုက်တဲ့အတန်ကအနောက်ကနေကျုပ်ကိုစောင့်တွန်းလိုက်သလိုပဲဗျ။ကံမောင်အတိုင်းမြေကြီးပေါ်မှာခြေချသေးရဲ့လားမသိပါဘူးဗျာ။လေထဲမှာလွန်သွားနေတယ်လို့ပဲ။ကံမောင်ဆုံလို့လမ်းပေါ်ရောက်တော့လေကျုပ်ကဆက်ပြီးပြေးတယ်။ခက်ဝေးဝေးမှာမီးအောင်လက်လက်ကလေးတွေ့ရတယ်ဗျ။ကျုပ်စိတ်ထဲအားတက်သွားတယ်ဗျာ။အဲ့ဒီမီးအောင်ရှိတဲ့စီကိုကျုပ်ကဆက်ပြေးတယ်။ဟာအကြော်သေးလေးဗျ။ရင်းနေစီမီးခွက်ကြီးထွန်းလို့ အကျော်ရဲ့အဖွာကြီးကစိုင်သိမ်းပြီးမိခဲတွေကိုရေးနဲ့ဖြန်းနေတာဗျမိကိုရေးနဲ့ဖြန်းနေတရှဲရှဲအတန်ကိုကြုတ်ကြားရတယ်ထွားဆိုင်လောက်ရှိတဲ့တံမောင်းသားတိုင်နဲ့ဆောက်လုပ်ထားတဲ့အကျော်အတဲ့ရဲ့တိုင်တလုံးကိုကျုပ်ကပြေးဖက်တယ်ဟဲ့တငယ်ဘာဖြစ်လာတာရောတစီဗျတစီကျုပ်ကိုခြောက်လိုက်လို့ဗျဟေးဘယ်နေရာမှာရောမြောက်ကန်ရဲ့ကံပေါင်းပေါ်မှာဗျ ဟေးဘလို့များခြောက်လိုက်လို့ဒီလောက်လန့်လာတာတော့တငယ်ရဲ့အကျော်ရဲ့ဖွားကြီးကခါကြီးကုန်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 းနဲ့မိဖို့တဲကနေလှမ်းမိတာဗျမပြောပါနဲ့တော့ဖွားကြီးကဲမောင်မောင်မမိမတရားငုံနေတာတိတ်လို့မငိုဘူးဘဝကိုရှုံမပြေဘူးသူ့ကပြောတာဗျပြီးတော့မနစ်ကတော့ကမိမတရားကဲမောင်နဲ့ခုံချပြီးတည်ခဲ့တဲ့အကြောင်းလေးပြောပြပြီးတော့နှစ်သိမ့်လိုက်တာဗျအေးတကယ်လေးပြောတာဟုတ်သားပဲ အဲ့အဲ့တက်တက်တက်မျက်နှာဟေးသူ့မျက်နှာဘာဖြစ်လို့ရောသူသူ့မျက်နှာကျုပ်ဘက်ကိုလှည့်လိုက်တာအောင်မလေးပြောရင်းနဲ့တောင်ကျုပ်ကြက်သေးကြီးထလာပြီအဖကြီးဆက်ပြောပါဟဲ့အဖကြီးကမိခဲတွေငြိမ်ရင်မေးနေတာဗျသူ့ရဲ့မျက်နှာမှာမြင်းစီတွေနှာခေါင်းတွေဗစက်တွေဘာမှမပါဘူးပြောင်ကြီးပဲဗျဘဲဥကြီးလိုပဲပြောင်ချော့ကြီးအဖရဲ့ဟေးဟုတ်လားဒါဆိုရင် ဒီလိုမျက်နှာမျိုးထင်မရဲ့တငယ်ရဲ့ဟာအမလီပြောင်းချိုးလာအဖကြီးကပြောပြောဆူဆူနဲ့ကျုပ်ဘက်ကိုလှည့်ပြလိုက်တယ်ဗျအမလီဗျာအဖကြီးမျက်နှာမှာလေမျက်စိတွေနှာခေါင်းတွေပါးစပ်တွေမပါဘူးဗျဘဲဥလိုပြောင်းချိုးရွေးပြေးပြီဗျို့ပြေးပြီကျုပ်လွဲ့နေအောင်ပြေးတော့တာဗျို့ဟဲ့တငယ်ရဲ့ဒါကြောက်စရာလားကွအဖကြီးကကျုပ်ကိုအော်ပြောသေးတာဗျာ နှင်းတွေကလည်းပိတ်နေအောင်ကြတာဗျကျုပ်လည်းမှန်တမ်းပြင်ကျုပ်ဘကြီးအိမ်ဆိုရင်ဝင်လိုက်တာသူများရင်ဖြစ်နေရောဗျာဒါပေမဲ့ကျုပ်တငယ်ချင်းစိန်ဖေတို့အိမ်ဖြစ်နေလို့တော်သေးတာပေါ့ဗျာဟဲ့တာကြည့်ပါလားစိန်ဖေစီလာတာလားမော်ဟီဘိန်းနဲ့ဘယ်ကနေပြေးလာတာရောကျုပ်ဘာမှမပြောနိုင်တော့ဘူးဗျခုံတန်းလျားမှာဝင်ထိုင်ရင်အမောဆုမတက်ဖြစ်နေတာဗျဟဲ့ဟဲ့စိန်ဖေရှေးခက်ခဲစမ်းမြင်မြင် ရော့ရော့ဖြည်းဖြည်းတောက်တော့တာတီးဖြည်းဖြည်းတောက်စိန်ပင်အပြေးလွှာခတ်လာတဲ့ရေကိုဖြည်းဖြည်းတောက်တော့မှတဖြည်းဖြည်းအမောပြေလာတာဗျမင်းဘာဖြစ်လာတာရောကွာတာတီးကစိန်ဖြည်းရဲ့အဖဦးညွတ်ဆိုင်ရမင်းလို့ကြောက်ကားဖြစ်ပျက်ကိုခတ်တူတူပြောပြလိုက်တယ်ခဏနေတော့စိန်ဖြည်းရဲ့အဖကျုပ်တို့အိမ်ဝါတီလိုက်ပို့ပေးတယ်ကန်ကောင်းလို့ဗျဘာကြီးဝဲခိုင်းတဲ့ထန်ရဲ့ချောင်းဒီတချောင်းမှမကျိုးမပဲ့ခဲ့ဘူးဗျ ဟုတ်ကဲ့ပရိသတ်များရှင်ဒီနေ့တင်ဆက်ပေးတဲ့ဇလံလေးကတော့ဆရာတာတီရဲ့ကိုရီဇလံလေးပဲဖြစ်ပါတယ်။နောက်နေ့တွေမှလည်းဇလံကောင်းလေးတွေကိုထပ်မံတင်ဆက်ပေးမှာဖြစ်လို့စောင့်မျှော်အားပေးနားဆင်ကြပါအောင်ရှင်။